အလုံးမမင်္ဂလာပါရှင်ဒီနေ့သင်ခန်းစာလေးထဲမှာတော့ insert tab ထဲမှာရှိတဲ့ shape ဆိုတဲ့အကြောင်းအရာလေးကိုအတူတူလေ့လာကြရအောင် shape ဆိုတာကကြောက်ဒီဇိုင်းဝတ်တီမှာပေါ့နော်စကလုံးလေးရေးရခါမှာဒီတိုင်းမဟုတ်ပဲနဲ့ဒီလို shape ပုံစံလေးတွေထည့်ပြီးတော့အလှဆင်ပြီးရေးရနည်းလေးကိုဒီနေ့လေ့လာကြမှာပဲဖြစ်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သင်စာရော insert tab ထဲက shape ဆိုတဲ့အကြောင်းအရာကိုအတူတူလေ့လာကြမယ်နော်အရင်ဆုံးမလေ့လာခင်မှာစာရွက်အစ်စ်လေးတစ်ရွက်ကိုယူလိုက်ပါမယ် file နဲ့ကနေယူပြီးသွားပြီဆိုရင် blank document ဆိုပြီးစာရွက်အစ်စ်လေးယူလိုက်မယ်ယူပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာဒါလေးကိုမြင်ကွင်းချင်းလိုက်မယ် maximize ဆိုပြီးတော့ဟုတ်ပြီဒါဆိုအခု insert tab ထဲကအကြောင်းအရာလေးကိုလေ့လာမယ် insert tab ထဲမှာရှိရဲ့ illustration group ထဲမှာရှိရဲ့ shape ဆိုတဲ့သတိခံလေးကိုဖွင့်ချလိုက်မယ်အဲ့ဒီတဲမှာဆိုလို့ရှိရင် rectangle နဲ့ပတ်သက်ပြီးတော့လည်းအများကြီးရှိရဲ့ဒီမှာ basic shape နဲ့ပတ်သက်ပြီးတော့ smile တို့ အသေးပုံလေးတွေအများကြီးရှိရပေါ့နော်တိမ်ပုံစံတွေရောမြားတွေလည်းရှိမယ်အဲ့ဒီတဲကညေကိုကြိုက်တဲ့ပုံစံကိုယူပြီးတော့ဒီဇိုင်းအလှဆင်လို့ရတယ်ဟုတ်ပြီတင်ဆောင်ကဒီမှာအရင်ဆုံးရွရွရှိရှိလေးဖြစ်အောင်လို့ဒီအောက်ကပုံစံလေးကိုယူလိုက်မယ်နော် star banner ဆိုရဲတဲကပုံစံလေးတစ်ခုကိုယူလိုက်မယ်ယူလိုက်ပြီးပြီဆိုရင်ဒီမှာအပောင်းလေးပေါ်သွားပြီအဲ့ဒီအခါမှာ left click လေးကိုဖိပြီးတော့သင်္ဆာတို့အလိုရှိသလောက်ဒီမှာဆွဲလို့ရရဲ့ဟုတ်ပြီနော် collagen နဲ့အနေထားလောက်ကိုဆွဲလို့ရမယ် ဟုတ်ပြီပြီးတော့ရင်ဒီတိုင်းဆိုဘာမှလုပ်လို့မရအောင်ဘာပဲလုပ်လို့ဆက်လက်ပေးလို့ပြောထားတယ်အဲ့ဒီ shape အပေါ်မှာ clip တစ်ချက်နှိပ်ပြီးတော့ဆက်လက်ပေးလိုက်မယ်အဲ့လိုပေးလိုက်ပြီဆိုရင်အပေါ်မှာ drawing 2ဆိုတာလေးပေါ့ရင် drawing 2ရဲ့ shape format ထဲမှာဆိုရင်ဒီမှာ shape style ရှိရယ် what as style ဆိုပြီးတော့ရှိရယ်ပေါ့နော်အဲ့ဒီတဲကနေကို creation ရှိသလိုပြင်လို့ရရယ်ဟုတ်ပြီဒါဆိုသင်္ဆာရို့ shape style ထဲမှာသွားပြီးတော့ပုံစံလေးအရင် change ကြမယ်နော် shape style ထဲမှာကြိုက်တဲ့ပုံစံလေးတစ်ခုယူလိုက်မယ်သင်္ဆာကဒီမှာ ရိုးရိုးရှင်းရှင်းလေးဖြစ်အောင်လို့ဒီလိုမျိုးဖြောင်းလေးကိုယူလိုက်မယ်။အဲဟုတ်ပြီ။ shape sign ထဲမှာကြိုက်တာလေးကိုယူပြီးသွားပြီဆိုရင် shape face အကြောင်းကိုလေ့လာကြမယ်။ shape face ဆိုတာကကြတော့ဒီအထက်ကအရာကို color ကိုအပြည့်ဖြည့်ရပါတော့နော်ဒီမှာ shape face ထဲမှာကြိုက်တဲ့ color လေးသွားရွေးမယ်။ဟုတ်ပြီနော်။ဒီလိုမျိုးအထက်ကအရာကိုအပြည့်ဖြည့်ရကို shape face လုပ်တယ်လို့ခေါ်ရယ်နော်။ဟုတ်ပြီဒီမှာတော့ဒီစားအယောင်လေးတစ်ခုကိုရွေးလိုက်မယ်အာမတူရဲ့ပုံစံလေးတစ်ခုကိုရွေးလိုက်မယ်ပေါ့နော် ဒီလိုမျိုးလေးအနဲ့ရောင်လေးကိုရွေးလိုက်ပြီး shape face ဆိုတာကဒီအထဲကိုအပြည့်ဖြည့်တာ shape outline ဆိုတာကကြာအခုဘောင်းဘောင်းကအပြာရောင်လေးပုံနေတယ်အဲ့ဒါကိုဒီမှာစိုက်တဲ့အရောင်လေးပြောင်းလို့ရသေးရေပေါ့နော်အဲ့ဒါကကြာတော့ shape outline လို့ခေါ်ပါတယ်ဟုတ်ပြီအခုနောက်ကအပြာရောင်လေးဆိုတော့ဒီစားအခုအစိမ်းရောင်လေးထည့်ကြည့်လိုက်မယ်နော် ဒါဆိုလို့ရှိရင် shape free အထက်အအရောင်အပြည့်ဖြစ်ရလဲသိမယ် shape outline အပြင်ကဘောင်ကိုဒီမှာအရောင်လေးပြောင်းတာကိုလည်းသိသွားပြီပြီးသွားပြီဆိုရင် shape effect ကိုလေ့လာကြမယ် shape effect ဆိုတာကကြောက်တစ္ဆာရုပ်ပုံကအခုရိုးရိုးကြီးဖြစ်နေတယ် shadow ရိုးထဲမှာရော reflection ထဲမှာရော glow ထဲမှာရောပြီးရင် 3D rotation ထဲမှာရောကိုကြိုက်တဲ့ပုံစံဒီဇိုင်းကိုတွားပြီးတော့ရွေးလို့ရတာပဲဖြစ်တယ်ဟုတ်ပြီဒါဆိုတော့တစ္ဆာ reflection ထဲကပုံစံလေးတစ်ခုကိုယူလိုက်ပြီเนาะ အဲဒါဆိုရင်ဒီဇိုင်းရဲ့ပုံလေးကအခုနောက်ကလိုမဟုတ်ဘဲနဲ့ဒီမှာ reflection ပုံစံလေးရောင်တရားပုံစံလေးဖြစ်သွားပြီးပို့ပြီးတော့ဒီဇိုင်းလှသွားပြီးပေါ့နော်ဒါကကြတော့ inset ထဲက shape ကိုအသုံးပြုပြီးကြိုက်တဲ့ပုံစံလေးကိုဆွဲတယ် shape style ထဲမှာပြောင်းတယ် shape fade တို့ shape outline တို့ shape effect တို့မှာကြိုက်တာလေးထည့်တဲ့မျိုးကိုပြပြပေးရပါပြီးသွားပြီဆိုရင်ဒီအပေါ်မှာဒီဇိုင်းရောကစာလေးရေးလို့ရတယ်ဟုတ်ပြီနော်စာရေးမယ်ဆိုဥပမာဒီဇိုင်းက Facebook ဆိုပြီးရေးလိုက်မယ် F A C A B โอเค Facebook ဆိုပြီးတော့ရေးလိုက်မယ်ရေးလိုက်ရင်ဒီတိုင်းအမဲဟောင်ကြီးပေါ်နေတော့မသိတာဘူးဒါကြောင့်မို့လို့ဆက်လက်ပေးလိုက်မယ်ပေးပြီးသွားပြီဆိုလို့ရှိရင်အာဒီ home tab ထဲကိုပြန်သွားပြီးတော့တင်စာဘုတ်က font color ဆိုတဲ့နေရာမှာအရောင်လေးသွားပြောင်းလို့ရတယ်ဒါဆိုအဖြူရောင်လေးဖြစ်သွားပြီเนาะအဲ့လိုမျိုး home tab ထဲက font color မှာသွားပြီးတော့ပြောင်းလို့ရသလိုနောက်တစ်မျိုးအနေနဲ့ဒီမှာ word style ဆိုတာရှိတယ်အဲ့ဒီ word style ထဲမှာလည်းတင်စာဘုတ်ကပုံစံလေးရေးသွားပြီးတော့ရွှေ့လို့ရပါတယ် ဟုတ်ပြီဒီမှာဆိုရင် what else တိုင်းထဲမှာမှာ test effect เนาะ test effect ထဲမှာပုံစံလေးရေးသွားပြီးတော့ဒီမှာရွေးလို့ရသေးရေเนาะဒီလိုမျိုးနေเนาะရွေးလို့ရပါသေးရေဒါဆိုလို့ရှိရင်เนาะ insert ထဲက shape ထဲမှာကိုကြိုက်တဲ့ပုံစံကို creation ရှိသလိုလုပ်လို့ရတယ်လို့ဒီမှာ shape style တို့ what else တိုင်းတို့ကိုလည်းကိုယ့်ရဲ့ creation အတိုင်းအသုံးပြုလို့ရတာဖြစ်တဲ့အတွက်သံဃာကတော့ဒီသဘောတရားလေးကိုပဲပြောပြပေးသွားတာပါဒီတဲကနေပြီးတော့ ကိုကြိုက်တဲ့ပုံစံလေးတွေယူသုံးလို့ရတယ်။စာလေးတွေကိုလည်းကိုကြိုက်တဲ့ပုံစံလေးတွေယူပြီးတော့ရေးလို့ရတာဖြစ်ပါတယ်။အဲဒီမှာပေါ့နော်ပုံလေးတစ်ပုံရွေးလိုက်တယ်။ပြီးရင် shape style လေးကိုသွားမယ်။ပုံစံလေးတစ်ခုရွေးမယ်။အဲ့ဒီမှာစာကိုတစ်ခုရေးမယ်ပေါ့နော် how are you အဲ့လိုမျိုးလေးရေးလိုက်မယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒီလို shape လေးတွေအသုံးပြုပြီးတော့စကလုံးအလှလေးတွေကိုရေးလို့ရရဲကိုယ့်ရဲ့ idea ရှိသလိုလုပ်လို့ရရဲဆိုရင်အကြောင်းလေးကိုပြပြပေးသွားရပါအားလုံးလည်းရသိမယ်လို့မျှော်လင့်ပါရနော်